မိတ်ဆွေများကြားမှာတော့မူကြပါသည်ဒီတစ်ခါတော့ဆရာမင်းလူရဲ့ပုထုတို့ပေါင်းချုပ်စာအုပ်ထဲကအပ်ဖြားတို့ဆုံတွေ့ရာဒေတာဆိုတဲ့ပုထုတို့လေးတစ်ပုဒ်ကိုတင်ပြဖို့ရွေးချယ်ထားပါတယ်နားဆင်ကြကြပါဦးခင်ဗျာ နထတိုက်အဆောက်အဦလေးမှာမျိုးသမီးပြင်ပလူနာဌာနဖြစ်သည်မနေ့အစောကြီးကတည်းကပင်လူနာတွေအများကြီးရောက်ရှိနေပြီးတန်တကားဖွင့်မိအချိန်ကိုစောင့်နေကြသည် တချို့ကတန်တကားရှိကလေကတဲ့မှာထိုင်သည် တချို့ကဆင်ဝင် အောက်မှာရပ်သည် တချို့ကတော့ကွန်ကရစ်လမ်းဤတစ်ဖက်တစ်ချက်ရှိကတ်တုံးများပေါ်မှာထိုင်နေကြသည်ယောက်ျားနေသည် မိန်းမများသည် အများစုကကိုဝန်ဆောင်များဖြစ်သည်တချို့ကကလေးတွေပါခေါ်လာကြသည်လူတွေကအမျိုးမျိုးသာသနာနာဝတ်စားထားသူတွေနွန်းနွန်းပါပါဝတ်စားထားသူတွေရောထွေနေသည်တချို့ကဖဏတ်တောင်မပါအဆောက်အဦဘေးကွက်လက်တွင်ကားတွေရပ်ထားသည်ခက်လက်လက်တပည့်ရဲ့အတစ်ဆက်ဆက်ဝင်ပေါက်နားတွင်ဆေးလိပ်ကွန်းရဆိုင်နှင့်ရုပ်ပြကာတွန်းငှားသော ဆိုင်ကလေးရှိသည် တချို့ကဆေးဘော်လေးတောက်သည် တချို့ကကွင်းရဝယ်စားသည်တချို့ကရုပ်ပြငားဖတ်ကြသည်ကိုဝန်ဆောင်တယောက်သည် အဖော်မိန်းမကြီးနှစ်ယောက်ယောက်ျားတစ်ယောက်ကလေးသုံးယောက်ပါဝင်သောအုပ်စုသူတို့ဘာသာစကားဖြင့်ကြဲလောင်စွာ အော်ဟစ်ငင်းခုန်နေကြသည်ကလေးတွေကပြေးလွှာဆော့ကစားနေကြသည်ကားစင်းကအရှိန်မလျှော့ဘဲမောင်းဝင်လာသည်ကလေးတယောက်က ကားရှိဖြတ်ပြေးသည်ဖြင့်ကြွိကနေပြိအုပ်သည်အာမေဒိတ်တန်များနှင့်အတူရုပ်ရုပ်တဲတဲတစ်ချက်ဖြစ်သွားသည်ညင်းခုန်ပြောဆိုနေကြသူတွေထဲမှမိမကြီးတစ်ယောက်က ကလေးကိုပြေးဆွဲလိုက်ပြီးနောက်တင်ပါးကိုတစ်ချက်ရိုက်လိုက်သည်ကလေးကစီကနေအောင်ငိုသည်ကိုဝန်ဆောင်အင်ဂျီခန့်နှွမ်းနှွမ်းဝတ်ထားသောမိမနှစ်ယောက်က ပြောလက်ဆစကားတွေပြန်ဆက်သည်ဘာစီတွေတောက်လဲ သက်ပိုကြီးသောမိန်းမကမေးသည်မိန်းမငယ်ကဆေးရည်ဈေးကြီးလုံးလို့ဘာမှမတော့ပါဘူးမရဲ့ထမင်းပဲအားပြုစားနေရတာပဲစားခြင်းတောက်ခြင်းစိတ်လည်းတိတ်မရှိလာပါဘူးတခြားဆေးမတောက်ခြင်းနေကံမောစာလေးနင်းစီတော့တောက်၏ငွေရဖွာရလွဲတယ်ဒါနဲ့အိမ်အောင်သက်ကဘယ်နှနစ်ရှိပြီလဲငါးနှစ်အပပငါးနှစ်လေးရောက်ဆိုတော့ကလေးနီးတာပေါ့ ဒါတော့ဘယ်တက်နိုင်မှမလဲတားကြောဖြတ်ဖို့ရှောက်လွာနေမှလားအဲ့ဒါလဲရှောက်လွာရဖို့တောင်မလွယ်ဘူးဆိုအေးဟုတ်တယ်စီကံချက်တွေနဲ့ကိုက်ညီမာတဲ့စီကံချက်တွေကလည်းများလိုက်တာငါတို့ကတော့ကံကောင်းနေဘိုက်ခွဲရတာဆိုတော့ဒီတယောက်ပြီးရင်အော်တိုမက်တစ်ဖြတ်ပေးမှာပဲ၃ယောက်ဖဲယူရတာဟုတ် ကိုဝန်ဆောင်အားလုံးလိုလိုတကားပေါင်းနာမှာစူယုံစူယုံရှိနေကြပြီခဏကြာတွင်အလုသမားတယောက်တန်တကားနာလာရက်သည်လှုပ်လှုပ်ရွရွဖြစ်ပြီးဝင်မှုတာစုနေကြပြီတိတ်မတိုးကြနဲ့နော်တယောက်စီဝင်တန်ပါကြတကားကိုလူတယောက်ဝင်စားဖွင့်သည်စုပြုံတိုးကြလေသည်ယောက်ျားလေးပြင်မှာစောင့်တော့မဝင်ရအောင်ဟိုအပေါက်ဆောင်အလုသမားကအောနေသည် မိမတယောက်ကကလေးငယ်တယောက်ကိုပါလက်ဆွဲပြီးဝင်မြည်ပြူသည်အပေါ့ဆောင်ကကလေးအแทကိုမခေါ်ရဘူးဟမ်မခေါ်လို့ဘယ်ဖြစ်မလဲအပြင်မှာကလေးတယောက်ထဲထားခဲ့ရမှာပေါ့ဟာခက်တာပဲဘာဖြစ်လို့ကလေးခေါ်လာတာလဲဗျအိုးအိမ်မှာကြည့်မဲ့လူမှမရှိပဲဒါတော့မတတ်နိုင်ဘူးဗျအပြင်ကတယောက်ကိုအခက်မိမကသူ့ကလေးကိုကဲမဝင်ရဘူးတဲ့ခုနမှထိုင်ဆောင်နေဟုတ်လား ဟာအမေရလိုက်မှာပဲလိုက်လို့မရပါဘူးဆိုမှလိုက်မှာပဲလိုက်မှာပဲတင်းငါလှုပ်လိုက်ရဟိုမှာနှစ်ပထွေးကမဝင်ရဘူးလို့ပြောနေတယ်မကြောက်ဘူးလားအပေါ့ဆောင်ဤမျက်နာရဲကနေဖြစ်သွားသည်အထဲရောက်တော့ခုံတိုင်းရမှာထိုင်ဆောင်ရသည်စောင့်ရင်နီးဆက်ရစကားပြောကြဆိုကြမတိတာမေးကြရှင်းပြကြနဲ့အတန်တွေတဝောဝောထွက်နေသည်မိမတယောက်က သူ့ဘေးမှာထိုင်နေသူကိုလက်တို့၍ရှေ့တန်းမှာသာသာနာနာဝတ်စားထားသူတယောက်ကိုမင်းငေါ်ပြပြီးပိုက်လာအပ်တာကလည်းမင်္ဂလာဆောင်သွားမှကြတယ်ဝတ်စားလာလိုက်တာသူတို့ကဒီမှာဘိုက်အယုံမဲ့တစ်ခါပဲလာတာနောက်ကြတော့သူတို့ specialist ရဲ့ဆေးကမ်းမှာဆက်ပြယုံမဲ့ကျမတို့သာမမွေးမချင်းဒီမှာလာဒုက္ခခံရအောင်မှာဆရာမများရောက်ရှိလာသည်စပွဲမှာထိုင်သည်လူသမားတယောက်က ကဲဟုဆိုယုံရှိသည်အလုံးတဝုံဝုံထားကြသည်နေကြပါဦးဒီရှိခုံနဲ့ရင်စမယ်ကဲတန်းစီဟိုးနောက်ဆုံးကခုံနေကနေကြအောင်သူစကားကိုဘယူမဆိုင်ကြကြီးနောက်ဖက်လူတချို့ကလည်းခုံနန်းတွေကိုကြော်လွားပြီးတိုးဝေတန်းစီကြသည်ဝရုံသုံးကဖြစ်ကုန်ကြသည်သူများနှင့်ရှင်မတိုးနိုင်သူများမှလူဒန်းဤအပြင်ဘက်ကိုစင်ထွက်သွားကြသည် မကြည်မနက်ပြောကြဆိုကြသံဘိုက်ချင်းတိုက်မိသဖြင့်တအင်းအင်းမြည်တမ်းတွေထွက်ပေါ်လာသည်ပိမ့်ပိမ့်သေးသေးမိန်းကလေးတယောက်မှာဒရောင်နှင့်အတွက်ခံလိုက်ရသောဘိုက်လုံးလုံးကလေးကိုနှိပ်ရင်းစမ်းတတ်နေသည်ခဏကြာတွင်မညဉ့်ညာသောလူဒန်းတစ်ခုဖြစ်သွားသည်ဝင်းမတိုးနိုင်သူများမှာခုန်တန်းရရင်ပြန်ထိုင်ရသည်ကလေးတွေလည်းလူမဖြစ်ခင်ဘိုက်ထဲမှာကလေးကတိုးဝေနေရပြီဟုတယောက်ကညည်းသည် ဆီယမ်မများထံမှာစည်ရင်ပေးသွင်းရသည်ပြီးတော့ပေါင်ချင်းအရက်တိုင်းသွေးဖောက်စီးစစ်သည့်အခန်းကိုကူးထို့နောက်တစ်ဆင့်ကဆီယဝန်ထံသွားရခြင်းဖြစ်သည်ဆီယဝန်ကသွေးပေါင်ချင်းပြီးမွေးဖွားမှုရာဇဝင်ကိုမေးသည်ဒါသူလားဘယ်နှယောက်မြောက်လဲဆီယဝန်ကရှေ့မှာထိုင်နေသောမိန်းမတစ်ယောက်ကိုမေးသည်၃ယောက်အရင်ကယောဂကြီးကြီးမမပါဖြစ်ဘူးလေဟင်းအပိုက်ကလောက်ပါပဲ။ ကိုဝင်ရှိခါစားတော့ပြင်းပြင်းထန်ထန်ဖျားတာနာတာကောင်းခါပြသည်အရင်ကလေးတွေတုန်းက operation လုပ်ရတာတို့ forceps သုံးရတာမျိုးတို့ရှိလားရှင်။အော်ပိုက်ခွဲရတာတို့ညက်ဆွဲရတာတို့မရှိပါဘူး။မွေးရတာခက်လားလွယ်လား။ဟာလွယ်လိုက်တာမှဆင်မရင်စမြင်းတုံးညက်ရတာမှခက်ချင်ခက်အောင်မယ်။အမျိုးသမီးဆံဝန်ဒီလက်ကင်ပွားဖြင့်ပါဇက်နဲ့နှာခေါင်းမတိမတာအုပ်လိုက်သည်။အပေါ်တက်ရှိ ခန်းတစ်ခန်းရှိတွင်မိမတတိုက်ထိုင်ဆောင်နေကြသည်နိဇာယချင်းချင်းစကားစမြည်ပြောကြသည်တာကျော်ဖြတ်ဖို့လျှောက်သွားပေးမပေးပါမလားမသိဘူးတယောက်ကညှီးလိုက်သည်ဘေးမှတယောက်ကလွယ်တော့မလွယ်ဘူးဒါပေမဲ့လည်းဒီလိုပဲကြည့်ကောင်းအောင်လျှောက်ပြောရတာပေါ့ယောက်ျားကဘာလုပ်လဲယုံအုပ်ညီမဟောဟိုစီပင်သားရမှာဆိုပါတော့အစိုးရအလုပ်လုပ်တယ်လို့မပြောနဲ့ အဲဆိုယုံကထောက်ခံစာတွေပါယူခိုင်းနေဦးမယ်ပြန်ကြစေတယ်လို့သာပြောကလေးရောဘယ်နှယောက်လဲ၄ယောက်ဟာ၄ယောက်လို့မပြောနဲ့6ယောက်လို့ပြောဟမ်တကယ်မှမဟုတ်တာအိုးသူတို့မသိပါဘူးရှောက်လွာရဖို့သာအရေးကြီးတာတယောက်ကပြက်သွားတယ်တယောက်ကဆုံးသွားတယ်ဒါကြောင့်၄ယောက်ကြံလားလို့ပြောဆေးုံကစင်းရင်မှအမလီဒါများလွဲလွယ်လေး ဲ့ဒီနှစ်ယောက်ကတော့အရက်လက်တဲနဲ့မွေးတာပါလို့ပြောပေါ့အခန်းထဲတွင်ဆရာဝန်အမျိုးသမီးတစ်ယောက်က မိန်းမတစ်ယောက်ကိုမေးနေသည်တားကြောဖြတ်ဖို့လျှောက်လာလို့ခြင်းနဲ့ဟုတ်လားအဲ့ဒါဒီတိုင်းမပေးဘူးစီကန့်နဲ့ညညွတ်မှအသက်ဘယ်လောက်လဲ32နှစ်ပါကလေးရောဘယ်နှစ်ယောက်လဲ3ယောက်အခုကုံဝင်နဲ့ပါမှ3ယောက်ပေါ့ဟုတ်ကဲ့ဘိုက်ခွဲဘူးလား ကောင်းခါပြသည်ဆေးရုံတက်ဘူးလားတက်ဘူးတယ်ဟုတ်ပြီဘယ်တော့မှလဲအရင်ကလေးတွေမွေးတော့ကအဲ့ဒါပြောတာမဟုတ်ဘူးလေတခြားယောဂါတစ်ခုခု ਨੇ လက်ကျိုးတော့ကတော့ဆေးရုံမှာတညအိပ်ဘူးတယ်အာအဲ့ဒါလည်းမဟုတ်သေးဘူးနှလုံးယောဂါကြောက်ကအသေးအာယုံကျော်음တက်တာဆိုဝယ်ယူပြန်တာတော့ဖြစ်ဘူးလားဟိုဟိုမဖြစ်ဘူးပါဘူးဒါဆိုတော့အမအစည်းကမ်းနဲ့မညီညွတ်ဘူးရှောက်လွန်လေးတော့ပေးလိုက်ပါဆရာမရေကျေးဇူးမမေ့ပါဘူး ။အော်ကျမတို့ကမပေးချင်လို့ကတ်နေတာမဟုတ်ဘူး။ရှောက်လွာတင်းယုံနဲ့လည်းပြီးတာမဟုတ်သေးဘူး။ဆယ်ဝန်ကြီးတွေကစစ်ဆဲအောင်မှာအမရဲ့အချိန်ကြီးကခွင့်ပြုချက်ရမှာလည်းမဟုတ်ဘူး။အမလည်းတက်တက်ပြင်းမှန်းအောင်မယ်။စစ်ဆဲရမယ်ဆယ်ဝန်ကြီးတွေကအချိန်ကုန်ပြီးအလုပ်ပုံအောင်မယ်။ဒါကြောင့်စေတနာနဲ့ပြောတာ။အမအသက်လည်းတိတ်ကြီးလာသေးတာမဟုတ်ဘူး။ကလေးများတယ်လည်းမဆိုနိုင်သေးဘူးယောဂကြီးကြီးမားမားလည်းမရှိဘူးဒါပေမဲ့လည်းကျမတိတ်ဆင်းရပါတယ်ဆရာမရေ အခုမွေးပြီးသားနှစ်ယောက်တောင်မနေ့ရုံးကန်ရှာဖွေကြွေးနေရတာပါဒီမှာနောက်တယောက်လာဦးမယ်ပြီးတော့อืมဆင်းရအောင်ယောဂါဇိုးတခုလို့တတ်မှတ်လို့ရရင်လည်းကောင်းတာပေါ့ကဲပါလီကျွန်မလျှောက်လာတော့ပေးလိုက်ပါမယ်ဆရာဝန်ကြီးတို့ပြောကြည့်ပေါ့တခုတော့ရှိတယ်အခုတည်းကထွက်သွားလို့အခန်းပြင်ရအောင်ရှောက်လွာရခဲ့ပြီလို့တော့ရှောက်မကြွားနဲ့နော်တခါလေးတန်းပြန်ဟုတ်လားကျေးဇူးကြီးလာပါပြီဆရာမရဲ့ ဆောင်းမကြီးခန်းထဲတွင် အမျိုးသမီးတယောက်ထိုင်နေသည် အတော်သာသာနာနာဝစ်စားထားသည်လက်စွပ်ငကဆွဲကြိုးနာယီအပြည့်အစုံဆင်ញင်ထားသည် အသားဖြူဖြူကိုလုံးထည့်တဲ့ရုပ်ချောချောအသက်30ခန်းသူကမနေ့ကမမရဲ့ဆေးကန်းတော်ရောက်သေးတယ်တုတ်ကင်တရက်ကြိုယူရတယ်ဆိုလို့အဲ့ဒါဒီလိုပဲလာခဲ့တာပါဟုတ်လားဆိုပါဦး ဆံဝင်မကြီးကစကားထောက်ပေးသည်ကျမကျမကလေးလိုချင်လို့ပါဩကလေးမရလို့ပေါ့အိမ်အောင်ကြတာဘယ်လောက်ရှိပြီလဲသုံးနှစ်ကျော်ပါပြီမမတားဆီးတွေပါရောသုံးခဲ့ဘူးလားဟွန်းဟွန်းဘာမှမသုံးပါဘူးအိမ်အောင်ကြကလေးကကလေးလိုချင်ခဲ့တာမမှန်ဩလာရဲ့လားတချို့လာတွေတော့မမှန်ဘူးမမခုရှိသေးတယ်ကလေးမရတာက အမျိုးသားဘက်ကချွေရင်းတာလည်းဖြစ်နိုင်သေးတယ်။ကျမအမျိုးသားကတော့ချွင်းချက်မရှိပါဘူးမမ။ဘယ်လိုသိလဲ။မျိုးသမီးကမျက်လွာချ၍သူ့အရင်အိမ်တော်နဲ့ကလေးနှစ်ယောက်ရပူပါတယ်။ဩဒါဆိုကောင်းတာပေါ့။ရှင်းမဟုတ်ဘူးလေသူ့ဘက်ကချွင်းချက်မရှိဘူးဆိုတာတေချာသွားတော့ပြောတာ။ကောင်းပြီလေကျမစမ်းကြည့်ပေးမယ်။တိမ်တို့ဘာလို့အနေထားကောင်းရင် ဖြစ်နိုင်စရာရှိပါလဲ။ ဖြစ်အောင်နာလုပ်ပေးပါမမရင်ဘယ်လောက်ကုန်ကုန်မှာကလေးတယောက်ရရင်ကျေနပ်ပါပြီဆရာမကြီးကပြုံး၍ငွေမကုန်မှာတော့မပူနဲ့လူအိုက်ရင်သုံးရမယ့်စီးရီးကဈေးသိပ်ကြီးတယ်အပြင်မှာရှာဝယ်ရလိမ့်မယ် မြို့သမီးထွက်သွားတော့ခါဆောင်းမကြီးကအင်းကျွေးနိုင်မွေးနိုင်တဲ့လူကြတော့လဲကလေးကမရဆင်းရဲတဲ့လူတွေကြတော့လဲဟုရေရွတ်နေတော့အဝတ်အစားခန့်နှွမ်းနှွမ်းဝတ်ထားသောမိမကြီးတူဝင်လာပြီးစပွဲရှိမှရွတ်ရွတ်လေးရက်သည်ဆောင်းမကြီးကကဲထိုင်ဘယ်လိုလဲပြီးခဲ့တဲ့လကလေးကလာခဲ့ပါလို့ကျမတေးသေးချာချာမှားတာဘာဖြစ်လို့မလာသလဲဘာလဲဆေးုံတဲရမှာကြောက်လို့လား မကြောက်ပါနဲ့နော်ဆေးရုံတက်မှပျောက်တာကြောက်လို့မဟုတ်ပါဘူးဆရာမကြီးတို့ကကောင်းစေခြင်းလို့ပြောတာသိပါတယ်ဆရာမကြီးရဲ့စေတနာကိုစော်ကားတာမဟုတ်ပါဘူးဟိုလေဟိုဒီလာဖို့လမ်းစရိတ်မရှိတာနဲ့ပယ်လီနန်လေးပေါ်အောင်စောင့်နေတာပါရန်ကုန်တစ်ခေါက်လာရတာလဲမလွယ်ဘူးမဟုတ်လားခုယူသေးစွာပြော၏1980 မတ်လတုရုပ်ရှင်အမြုတေမဂ္ဂဇင်းဆရာမင်းလူရဲ့အဖျားတို့ဆုံတွေ့ရဒေတာဝိထုတော်လေးကိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်။နားဆင်ပြီးတော့အကျိုးတစုံတရားရရှိနိုင်ကြပါစေ။